အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့အာဆင်နယ်အသင်းမှာလူငယ်ခြေတက်ကစားသမားတွေရှိနေတယ်ဆိုတော့အားလုံးသိပြီးသားပဲဖြစ်ပါတယ်ဒါပေမဲ့လူတော်တော်များများမသိတတ်တဲ့ကစားသမားတယောက်ထပ်ရှိနေပြန်ပါတယ်ကျွန်တော်အသင်းကြီးမှာဆိုရင်တော့ Ethan Nonori ဒါလူငယ်18နှစ်အရွယ်ခြေစွန်းပြနေတယ်နောက်ထပ် U18 မှာဆိုရင် Max Dorman 15နှစ်အရွယ်ခြေစွန်းပြနေတယ်အဲ့ဒီနောက်မှာ လူတွေအားလုံးမသိလိုက်တာက အာဆင်နဲ့ U18 မှာတရာဒီလုံးဂိုးသွင်းအများဆုံးနဲ့အကောင်းဆုံးကစားသမားကဘယ်သူလဲဆိုတာတော်တော်များများကမသိကြပါဘူး။သူကတော့ဖန်ချီစီပဲဖြစ်ပါတယ်။ဆက်ခွန်းနဲ့ဆက်ခွန်းနဲ့အရွယ်သာရှိသေးတဲ့ဒီကစားသမားကအာဆင်နယ်ရဲ့ကွန်းလေခန်စစ်ကစားသမားပဲဖြစ်ပါတယ်။ဒါပေမဲ့ကွန်းလေခန်စစ်ကစားသမားဖြစ်ပေမဲ့အာဆင်နယ် U18 အသင်းမှာဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပါတယ်။ ပြီးတော့သူကခြေစွမ်းကောင်းများစွာပြသထားပြီးတော့ဂိုးဖန်တီးမှုတွေပြီးတော့ဘူးလင်မှာအတိတ်ကကစားသမားအနေနဲ့ Max Stormen နဲ့တွဲဖက်ပြီးတော့ကစားနေတဲ့ဘူးလင်ခန်းစစ်ကစားသမားပဲဖြစ်ပါတယ် Max Stormen ကတော့ဒါ Attra ကပုံစံမျိုးနဲ့ဘူးလင်တိုက်စစ်ပုံမျိုးနဲ့စောင့်နေတာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားလေးကအင်္ဂလန်နိုင်ငံသားကစားသမားလေးဖြစ်ပြီးတော့အသက်18နှစ်သာရှိသေးတာဖြစ်ပါတယ်တကယ်ကိုအလားအလာရှိတဲ့ Max Stormen လို့လို့ Aidan Nuneri လို့လို့ တကယ်ကိုအရေးသွေးမြင့်ရှိတဲ့ကစားသမားတယောက်ဖြစ်တယ်ဆိုတာတွေ့ရပါတယ်။သူ့ရဲ့နေရယူမှုတွေကစားပုံတွေကရိုးရိုးရှင်းရှင်းပဲဖြစ်ပြီးတော့အာတာမန်ကွန်းလေခန်းစစ်ကစားသမားရဲ့ပုံစံတော်ကစားနေပေမဲ့သူ့ရဲ့တွင်းကိုတွေအသိန်းကိုအကျိုးပြုမှုတွေကတော့အမခန့်လေးလေးပါပဲ။ဆိုတော့ဒီကစားသမားလေးကရှေ့ဆက်အာဆင်နယ်တင်းမှာဘယ်လိုဆက်ပြီးလုပ်ပြအောင်မလဲ။ပြီးရင်ဒီအသိန်းကြီးမှာရောက်လာတဲ့ eternity တို့လို loose scale လို့လို့အတင်းကြီးစီကိုထပ်ပြီးတော့ရောက်လာပြီးတော့ခြေစွန်းပြမလားဒါမို့ arsenal u 16ကနေပဲအာ obi martin လို့လို့ man u ကိုပြောင်းသွားတယ်လို့မျိုးအတင်းကြီးကိုပဲပြောင်းပါမလားဒါကတော့ကျွန်တော်ရေရှင်းမဖြစ်လာမလဲဆိုတော့မသိရသေးပါဘူးဒါပေမဲ့လက်ရှိအခြေအနေမှာဒီကစားသမားလေးကကွန်းလေခံစစ်မှာကစားနေပြီမဲ့ ခံစစ်ကိုလည်းကြိုးပြနိုင်တယ်လို့တိုက်စစ်ကိုလည်းလိုက်ပါနိုင်တယ်သူရဲ့လင်းမြန်မှုတွေကလည်းအရန်ကိုကောင်းပါတယ်ပြီးတော့ဒီကစားသမားကအာပြောရတော့အတင်းတင်းကိုကောင်းကောင်းကိုထိမ့်ပြီးတော့ကစားပေးတဲ့အခုအာကျွန်တော်လက်ရှိမှာဆိုရင်ကျွန်တော်တို့ဒီဂရန်လိုက်ပုံစံမျိုးပေါ့နော်အတင်းကြီးမှာစီနီယာအတင်းကြီးကကစားနေတယ်ကျွန်တော်ကိုယ်လည်းကစားသမားအဓိကကစားသမားဒီဂရန်ရိုက်ပုံစံမျိုးကစားနေတာဖြစ်ပါတယ်ဆိုတော့တော်တော်လေးကောင်းပါတယ်ဒီကစားသမားကဒါပေမဲ့ အတင်းကြီးမှနေရရမလားတမဟုတ်ဘယ်လိုအခြေအနေဆက်ရှိလာမလဲဆိုတော့မသိရသေးပါဘူးလက်ရှိအချိန်မှာအာဆင်နယ်ယူ78မှာတော့ဒီဒန်ဂျီစီဆိုတဲ့ဒီကွန်းလေခန်စစ်အာဆင်နယ်ယူ78ကစားသမားလေးကခြေစွမ်းကောင်းနေပြတ်တထားသလိုဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်ပါတယ်ကစားသမားကလက်ရှိအာဆင်နယ်ရဲ့အထွန်းတောက်ဆုံးကစားသမားတွေထဲကလူငယ်ခြေတက်ငယ်မွေးချမ်းပေါက်ကစားသမားတွေထဲက တအူးအပါဝင်ဖြစ်တယ်ဆိုတော့ကိုပြောပြရင်ငုံချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်